God bless you လို့ပြောပြီးသူလက်ထွက်သွားတယ်။လမ်းတောင်လေးကအယမ်းမောင်းနေတာပဲ။သူ့စီကမင်းတော်ပါရဲ့ secret နဲ့ရတယ်။ကျွန်တော် secret တောက်ချင်လိုက်တာ။ဟုတ်ကဲ့ပါလို့ပြောပြီးကြံခဲ့ရတယ်။ငီးကြည့်ခဲ့တယ်။နောက်ပြီးပြန်ခဲ့တယ်ပေါ့။သူ့နှခမ်းစီမှာမင်းတော်ပါရဲ့ secret နဲ့ God bless you နော်။အဲ့ဒီညကသူမလာခင်အကြာကြီးကလေးကဆိုင်ကြီးထဲမှာထိုင်နေခဲ့တာ။ အရဲတောက်ချင်စေရဲ့ secret တောက်ချင်စေရဲ့စီစိတ်ကိုလွှဲထားပြီးတော့နေကြည့်ကြည့်တယ်စိတ်ဟာအမြဲပူနေခဲ့တယ်လူနေတာတွေအကြောင်းတွေးရင်းနဲ့တောင်မှပေါ့ရန်ဆာဝါနှစ်ခွက်ပေးပါအကူမရတော့ဘူးကွာပေါ့စိတ်ကိုဖန်ခွက်သေးပြောင်းသေးရေခဲလျှော့ထားတော့ခက်ပြင်းပြင်းပဲကျွန်တော်ဟူတယောက်နဲ့မတွေ့ပြဘူးအရဲလည်းမတောက်ဖြစ်ဘူးဆိုတော့အင်းကောင်းတာပေါ့တဲ့သူ secret တလိထုတ်ပြီးနှကမ်းမှတီးတော့ အလိုက်တတိမိညိပေးမိတယ်ဒါမင်းပြောဘူးသလို1960ခုနှစ်လောက်ကလူကြီးလူကောင်းအမျိုးသားတွေလှုပ်လိရှိတဲ့တည်ရင်ကြီးတဲ့အပြုမှုတစ်ခုလားတဲ့ကျွန်တော်ခက်ဟားရင်ဖြည်းဖြည်းခေါင်းရမ်းပြရင်ရန်ဆာဝါနှစ်ခွက်ထပ်မှလိုက်တယ်သူတောက်တဲ့ secret ရဲ့အနံ့ကဆူဆူအေးသူ့နှခမ်းကပြန်ထွက်လာတဲ့မိကူးများဟာထင်ထားသလောက်မများပဲခက်ပါပါ သူ secret ကိုတစ်ခါရှိုက်တိုင်းဘာကအနေငယ်ခြိုက်သွားတယ်မိကူးမဟုတ်ထုတ်ရင် နှကန်းကနင်းနေဆူတယ်။သူ့ကြောင့်ရဲတက်သွားတဲ့ secret ထိပ်ဖြားကမီးကိုလေတရှိုက်တရှိုက်ကြားမတိမတာမျက်လုံးခက်ဆင်းဆင်းနဲ့ကြည့်သေးတယ်။သူ့စပင်အခွေခွေအလေးလေးလေးတွေဟာသူ့ပခုံးဆက်မှာတလွင်လွင်မူရီယာရွာချလာတယ်။ညဟာအစိုးကြီးမှောင်သွားတယ်။မမျောလင့်ထားဘူး။လမ်းကြည့်နေတဲ့လမ်းထိပ်လေးကနေအနီရောင်ထိတလက်ဟာလမ်းထိပ်ကနေတရွေ့ရွေ့ရွေ့တာက black and grey ဖြစ်နေတဲ့ပတ်ဝန်းကျင်နဲ့တရွေ့ရွေ့သူဒီနေ့လဲရောက်လာတာပဲ။ ညှော်လေးမထားဘူးနောက်ပြီးကျွန်တော်တို့စကားလေးအများကြီးပြောပြမယ်မထင်ဘူးလို့တွေးမိတယ်ကျွန်တော်တို့လေသူချိတ်ထားတဲ့ ठी ကရီတဆက်ဆက်ကြနေတယ်အရင်ကထီးဆောင်ထားတတ်တဲ့အစ်စ်မရှိဘူးနော်လို့ပြောတော့မင်းလက်ဖမိုးလေးတွေကတော့အခုထိချုံးမွန်နေတုံးပဲနော်တဲ့သူကပြန်ပြောတယ်ကျွန်တော်တောက်လက်ဆရန်ဆာဝါခွက်နှခမ်းတွေကိုလက်ချောင်းနေရဲ့ထိတ်နဲ့တတောက်တောက်ခောက်နေတော့သူကအဲ့ဒီခွက်ကိုယူပြီးတောက်တယ်ကျွန်တော်ကသူတောက်လက်ဆ secret တူကိုယူပြီး မင်းကြီးလိုက်တယ်။လေချောင်းထဲမှာအေးခနဲ့ထီးရရည်တွေတဆက်ဆက်ကျနေတယ်။ဆိုင်ကိုကျွန်တော်အပြက်ငားထားတာဗျ။အဲ့လိုပြောတော့သူကရည်တယ်။တဆိုင်လုံးမှာကျွန်တော်တို့နှစ်ယောက်တည်းညဟာအစိုးကြီးမှောင်နေတယ်။ထီးရကျနေတဲ့ရည်တွေဟာတဆက်ဆက်ကျွန်တော်တို့အကြာကြီးထိုင်ခဲ့ကြတာပဲ။သူကနာမည်တခုကိုပြောတယ်။ကလေးတယောက်ရဲ့နာမည်။အဲ့ဒီနာမည်ကိုအခုမှကြားဘူးပြီမဲ့စိတ်မနေဘူးပဲ။ဒါပေမဲ့အံ့ဩသွားတယ်။သူဘကြောင့်ဒီနာမည်ကိုရွေးပေးခဲ့တာလေ။စဉ်းစားလို့မရဘူး။ နောက်ပြီးသူတယောက်တည်းကြော်ဖြတ်ခဲ့ရတာတွေတိတ်များမှာပဲလို့တွေးမိတယ်။သူ့ရဲ့တချို့ကိစ္စတွေဆိုသူ့နေရာကျွန်တော်ရောက်သွားရင်ပြိုလဲသွားမိမှာ။ဒါပေမဲ့သူကတော့ဒီအခြေအနေမှာရှိနေသေးပဲ။ထင်တယ်လို့ယိုင်နဲ့မသွားခဲ့လို့ဂျေဇူးတင်နေပေါ့။သူ့နှကန်းစီမှာမင်းတော်ပါတဲ့ secret နဲ့သူကျွန်တော်လက်ကိုကင်ပြီးသူ့လက်မနဲ့ကျွန်တော်လက်ဖမိုးပုတ်တက်နေတယ်။ကျွန်တော်တို့အဲ့ဒီညကအကြာကြီးထိုင်ခဲ့ကြတာပေါ့။မျောလင့်မထားဘူး။ သူ့နှခမ်းစီမှာမင်းတော်ပါတဲ့ secret နဲ့ဒီကာလတွေမှာမင်းမလို့หนีခဲ့လေတဲ့ကျွန်တော်မဖြေမိဘူးခဏတိတ်သွားတဲ့မိုးကပြန်ရွာလာတယ်သူနဲ့ကျွန်တော်ထိုင်နေတာကဆိုင်ရဲ့အရှိတ်ဘက်ထောင်းသားမှာအမောင်ထဲမှာမိုးရီရွာနေတယ်နော်လို့ကျွန်တော်ပြောလိုက်တယ်အမြဲတမ်းမှာပဲတဲ့သူကပြန်ပြောတယ်တကယ်လေးမိုးရီဟာအမောင်ထဲမှာအမြဲရွာချနေတာပဲကျွန်တော်တို့ရဲ့စိတ်ထဲကျွန်တော်တို့ရဲ့ညတွေကျွန်တော်တို့ရဲ့ရင်ထဲ မိုးရီယာအမင်းရွာနေတာပဲအင်းအမရောဒီကာလာဒီမှာဘလို့လဲလို့ပြန်မေးလိုက်တယ်။ "तू မဖြစ်ဘူး။မိုးရီရွာနေတယ်။အမအဲ့ဒီအမျိုးသားကိုထားခဲ့လိုက်တယ်တဲ့။ तू ကျွန်တော်ကိုကြည့်နေရင်ပြောတယ်။လူနှစ်ယောက်ကြားမှာပြောစရာဆိုတာမရှိတော့ရင်ဘလို့ဆက်သွားမလဲတဲ့။ तू ဆက်ပြောတယ်။ကျွန်တော်တို့မတွေ့ပြကြတာနှစ်တည်အကြာကြီး။ဒီနှစ်တည်မှာမိုးရီခဏခဏရွာခဲ့တယ်။စစ်မှန်တဲ့အရာတွေနဲ့အချိန်ချင်းလွဲခဲ့တယ်။ လွဲမားတဲ့အရာတွေနဲ့ရောပဲလွဲတာပဲရီးရပါတယ်ဘာအတွက်မှဝမ်းမနေကြလိအိမ်မရတဲ့ညကြီးကြော်ပြီးမိုးလင်းတဲ့မနက်တွေမှာဆိုအချိန်ကာလတွေကပါတကယ်မရှိတော့တာမျိုးတကယ်အမှန်တရားမှာကျွန်တော်တို့ကဘသူနဲ့ဘသူမှမတွေ့ခဲ့ဘူးတဲ့ဒဇိန်းနေလို့နေပြနေကြမလားအဲ့ဒီလိုစိတ်မကောင်းစရာကြီးကျွန်တော်တို့မတော်တဆပဲဖြစ်ဖြစ်ပြန်တွေ့နိုင်တယ်လို့တွေးကြည့်ဘူးလား ကျွန်တော်မေးလိုက်တယ်။ဒါပေမဲ့ तू မဖြေဘူး။မိုးဟာပိုးရွာလာတယ်။ကျွန်တော်တို့ထိုင်နေတဲ့ဆိုင်ကတချမ်းပိတ်ထားပြီးပြီ။ तू secret ကိုမင်းကြီးရဲ့အနံ့ဆူဆူအေးအေးကျွန်တော်ထရရလိုက်တော့ तू ဟာကျွန်တော်လက်ကိုဆွဲပြီးကျွန်တော်လက်ဖမိုးနန်းနေ။မင်းလက်ဖမိုးလေးတွေတဲ့ဝမ်းနေမိတယ်သိလား။ကျွန်တော်တော့အမမျက်ဝန်းနေလို့ပြန်မပြောဖြစ်ခဲ့ဘူး။အတိတ်ပဲမရှိလိုက်တာဗျာ။ မူးဟာလူရာထက်ပိုရွာတဲ့နေရာမှာအတော်ထူးကျွနေတာပဲကျွန်တော်တို့မတော်တဆပြန်တွေးကြအောင်မေလို့အကျိအိုပြီးပြန်လာတော့အတိပယ်မရှိတော့မူးရီဒီလိုနဲ့မူးရီအရန်ထက်ရွာမင်းကြီးကိုထက်ဆောင်ခဲ့တယ်ကျွန်တော်တို့မတော်တဆပြန်တွေးကြရအောင်မေလေမဟုတ်ဘူးလားကျွန်တော်တို့စောင့်တဲ့နာပေါ့ဒါပေမဲ့မူးရီကရစ်ဆက်တယ်